အားလုံးပဲမင်္ဂလာပါဗျာ။ I promise audio နဲ့ပြန်လည်လို့ကြိုဆိုလိုက်ပါရခင်ဗျာ။ခုကျွန်တော်ပြပြပေးမှာတော့အမြန်လမ်းပေါ်ကတည်ရဲဆိုတဲ့ပရာလောကဇာလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာ။ဖရာဘူးပူဆောင်ရေးရတယ်။အမြန်ရင်ကြီးမျက်စိဟာညနေ6:00ခွဲရာရန်ကုန်မြို့ကနေထွက်လာခဲကြပါတယ်။ဖရာလည်းဘူးလေးလာစရာရှိရတယ်လေးလာ။အပန်းလေးဖြေဖို့အတွက်ကားနှစ်စီးနဲ့ထွက်လာခဲကြခြင်းပါ။ထိုကားပေါ်မှာတော့တန်လင်းနီးပညာတက္ကသိုလ်ဟာ ကျောင်းသူကျောင်းသားကအထီးကပါတယ်။ချို့ကဆွေမျိုးသားချင်းမိဘတဦးစနှုတ်စွာပါလာကြတယ်။ပကံညာဦးဆွဲတော်လေးစုပြင်ပုပ်ပါတို့ပါခင်းစဉ်ဆွဲလာကြတယ်။ကျောင်းသားလူငယ်များဖြစ်လို့သူအစုနဲ့သူနောင်ရင်ပြောင်ရင်လည်းကားပေါ်မှာအချိန်ကိုအကုန်လုံးဈေးပါတယ်။ကားပေါ်မှာပုံမှန်ပြတာနေတယ်မြမဇလန်းဗီဒီယိုဘသူမှစိတ်ဝင်စောင်းဖုန်းတစ်လုံးနဲ့တချင်နားထောင်နေတယ်။ဖုန်းပုတ်ကြတယ်။135မိုင်လို့ရောက်အပေါ်သွားရင်အစာပြေစားရင်နိုင်ဝက်ဝင်ပြီးတော့ရနာပေးတယ် စားတောက်ဆိုင်များအတွင်မှဝင်ပြီးတော့ဖိုက်ပြေကြတယ်။နိုင်ဝတ်တွင်ကားပေါ်ပြန်ရောက်ပြီးကားဆက်ပြီးတော့ထွက်လာခဲ့ကြတယ်။အချိန်ကအမောင်ကြီးစိုးနေပြီ။လမ်းပေါ်မှာဝေပြေးကားကြီးများမီးရောင်ကတွဲပြီးတော့လမ်းမီးမရှိ။ကားဒရိုက်ဘာဘေးမှာရင်ကူတယောက်ကထိုင်ပြီးတော့ရေတောက်လိုက်။ကိုရဝါလိုက်နေစကားပြောရင်းနဲ့ခီးနေနေတယ်။နေ့စဉ်ညနေတကောမိုးချုပ်ကမိုးလင်းကားမောင်းရင်းနဲ့ချိန်ကုန်နေပြီ။အမှတ်တမဲ့ငိုင်မီသွားတတ်ကြတယ်။ထိုကဲ့သို့မဖြစ်ဖို့အတွက် ရင်ကူကအနီးကထိုင်ပြီးတော့အိမ်မကရောစကားမရှိစကားရှာပြီးတော့ပြောပြကြရတယ်။သူတို့ကာနစီကိုအဝေးပြေးကားကြီးတွေကမီးချက်ပေးပြီးတော့ကြော်တက်သွားကြတယ်။ထိုးစင်မှာပဲမီးရအောင်မှာရုံလေးတကောင်ဖြတ်ပြေးသွားတယ်။ရှစ်ကာနဲ့သူတို့ကားကြမှာလွတ်အောင်ဖြတ်ပြေးသွားတယ်။ကိုစရာတိတ်မမြန်စေနဲ့ဒီဝင်းကျင်မှာတောကောင်လေးလမ်းပေါ်တက်တက်လာကြတယ်။အာအကောင်ကြီးကြီးတိုက်မိတော့လေကားပေါ်ဆွဲတင်သွားတာပေါ့ကွာ။ ပြီးခဲ့တဲ့လကတောင်ကြီးအင်းလေးခီးစင်မှာကလုံးမြောက်ကလမ်းပေါ်မှာတော်ဝက်တစ်ကောင်ဝင်းတိုင်မိလိုက်တယ်။ကားကလည်းအရှိန်လျှော့ပြီးခပ်ဖြည်းဖြည်းအစင်းလန်းလေးတိုင်မောင်းလာစင်မှာပဲ။အရှိန်နဲ့ပြေးတက်လာတယ်။တော်ဝက်ခက်ရရဲတစ်ကောင်တိုက်မိပြီးတော့ကားရှိဘင်းနဲ့တက်ချိန်မိလိုက်တယ်။ကားရုတ်တရက်စောင်းသွားလို့မှောက်မိထင်ပြီးတော့ခီးတယ်ရီကထောက်အောင်တော့တယ်။ကားကဘာမှဖြစ်ပဲရက်သွားတယ်။သူတို့နှစ်ယောက်ကားပေါ်ဆင်းပြီးထိုတော်ဝက်တေကောင်တေချာပလတ်စတစ်နဲ့ပတ်ပြီးတော့ကားပေါ်တင်ခဲ့တယ်။ အောင်ဘန်းမှာတထောင်နာတပင်ပင်းနေရအပြန်စားတော့ရစီစဉ်ထားခဲ့တယ်ပင်းနေရအပြန်နေလေဆောင်အောင်ဘန်းမှာတော်ဝက်သားနဲ့ထမင်းစားကြတယ်သူတို့ကားမောင်းတက်တွင် ထိုးတစ်ချိန်ကားနဲ့တိုက်မိလိုက်တဲ့တောကောင်သားကိုစားဘူးချင်းဖြစ်ပါတယ်ထို့နောက်တော့ညခီမောင်းတိုင်းအကောင်ကြီးသားများကြုံရလိမလားလို့အတွေးတွေရောက်နေခဲ့တယ်နောက်ကြတော့ထိုကိစ္စလည်းခေါင်းနဲ့မရှိတော့ရံမှန်ရံကယုံလေးတွေမွေးတွေမွေးပါးတွေကို တိုက်မိကြိတ်မိကြတယ် ကားနောက်ဘက်မှာအော်ကြပြောကြပြောင်ကြလောင်ကြတယ်အတန်တွေကငိတ်သက်ကုန်ပါတယ်အတော်များများကတော့စောင့်ချုံပြီးတော့အိတ်ကုန်ကြပါပြီကားလမ်းပေါ်မှာလူပြောများတယ်တစီတရေရံကလည်းရှိသေးတယ်ကားမောင်းသမားအတော်များများကြုံမှုကြတယ်လို့ဆိုပါတယ်အဝေးပြေးအမြန်လမ်းမကြီးဆောက်ဖွင့်ကလေးကမကြခဏကားတိုက်ချင်းကားမောင်းချင်းတို့ကြောင့်မလို့လူတော်တော်များများတည်ကြည်ကြတယ်ထိုဒီကောင်တို့ရဲ့ဝင်းနေနေကတော့ လမ်းကြီးပေါ်မှာလွင်မျောသွားလာနေကြတယ်။ထိုဝိညာဉ်တို့ ਨੇ အကြောင်းတိုက်ဆိုင်နေကြုံကြတဲ့သူများလည်းရှိကြပါတယ်။ထိုစင်မှာပဲနောက်မှာအဝေးပြေးကားကြီးစီးကအချက်ပြပြီးတော့လမ်းတောင်းလို့အရှိန်လျှော့ပြီးတော့လမ်းမေးချပြီးမောင်းလိုက်တယ်။မကြခင်ထိုဝေးပြေးကကြော်တက်သွားတယ်။ဆရာရှေ့မှာတရားရှိတယ်။သိပါရဲ့ဒီနေရာရောက်ရင်လက်ကအလိုလိုအသင့်ဖြစ်နေတာ။ထိုတရားလျံနဲ့ မကြခဏကာကြီးကားတွေကတိုက်မိတယ်ပုတ်ဆွဲအသက်တွေနဲ့ရောစားလုံးနေရတဲ့နေရာမှာဖြစ်ပါတယ်တရားကိုကြော်ပြီးရင်တော့ကောက်ပုံမှန်စက်မောင်းခဲ့ပါဟာလူလူလူကာရှိမာနေတော့လူတရားကုန်းကုန်းကောက်ကောက်နဲ့ဖျက်ဝင်ရင်ကူးကထောက်လိုက်စမှာဒရိုင်ဘာက ရုတ်တရက်ဘရိတ်ကိုနင်းလိုက်တယ်ကားကလူတယောက်ကိုဖျက်ချိတ်တဲ့ကဲသူခုံသွားပြီးတော့ ဘရိမီပြီးရက်သွားတယ်ဘာဘာဖြစ်တာလဲကားမိတ်ပေါက်တာလားလူတိုက်တာထင်တယ်အိမ်ငိုက်နေသူတွေအိပ်ဖြော်စားလူတွေရုတ်တရက်ထင်ရမြန်ထပြောနေကြတယ်ဒရိုင်ဘာရောရင်ကူပါကားပေါ်ကမစင်ဝင်ပါဘူးကားအောက်မှာပိုးဆိုးပတ်ဆက်တည်နေတဲ့လူမမြင်ဝင်ဖြစ်ပါတယ်ဘာဖြစ်တာလဲဗျကားပေါ်ကကြောင်သားမိပါတယောက်ကလှမ်းမိလိုက်တယ်ဒရိုင်ဘာလည်းပြန်မပြေသူတို့ဆရာတပည့်နှစ်ယောက်ဓမီကိုစီကိုင်ပြီးတော့ ောက်ဆင်ကြပါတယ်။ကားအောက်ကိုမိထိုးကြည့်။ဒီဘက်မှာမရှိဘူး။ဒါဆိုဟိုဘက်ချမ်းသွားကြည့်။ရင်ကူကကားကြီးတစ်ဖက်အချမ်းမှာသွားကြည့်ရဲ့။မတွေ့ဘူး။ကားအောက်မှာလည်းမရှိ။ကားပြီးမှာလည်းအတိုက်ခံထားရလူမတွေ့။ကားလမ်းပေါ်မှာသွေးတစ်ဆက်ပဲမတွေ့။သူတို့စိတ်ထဲထူးဆန်းအဟောနေသလိုတကယ်လူစစ်စစ်ကိုတိုက်မိခြင်းမဟုတ်တဲ့အတွက်စိတ်ထဲစိုးရင်ထိတ်လန့်မှုရောပါသွားပါတယ်။ဒါပေမဲ့ ကားလူစစ်စစ်ကိုတိုက်မိခြင်းမဟုတ်ဘူးဆိုရင်နာနာဘဝတစေတရေတကောင်တိုက်မိခြင်းဟုဆုံးဖြတ်ပြီးတော့ကဲလူမဟုတ်ရင်တရေကိုတိုက်မိရဖြစ်တယ်ရှိတ်ကတော်တော်ရောက်သွားပြီတို့လည်းသွားကြမယ်ဟာဆရာကားမေးကိုအရင်မိမေကြီးကတ်လာနေမြင်လိုက်တယ်ဟုတ်ရဲ့လားကွာငါတရေဆိုလို့မင်းရမှာပို့ပြီးတရေကိုမြင်လိုက်ပြန်လာတက်သွားကြမယ်ဆရာပြောမြုံ့ အနည်းဆုံးမမဲအရင်5ဦး6ဦးမကမြင်လိုက်တယ်လမ်းပေါ်မှာလားလမ်းမရနဲ့ကားစီကိုဝင်ကတ်လာတာဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုကားစီမလို့များလားပေါက်ခရရင်မပြောနဲ့တွားကြမယ်ကားလူမတိုက်မိလို့တော်သေးရဲ့လူသားတိုက်မိရင်ဒီခစ်စတော့ပြက်ပြီကုမ္ပဏီကကားအစထည့်ပေးမှာပေါ့ကားဘာမှမဖြစ်လို့တော်သေးတယ်စောစောအရှင်နဲ့ဘရိတ်နင်းလိုက်တာကားလိန်သွားနိုင်တယ် ဆရာပြောင်းကရင်းအောင်တုံသွားပြီဟဲ့ဘလို့ဖြစ်တာလဲကောက်ရှင်းဆက်ရင်စက်နိုးလိုက်တယ်ဘလို့ကမနိုးမဟုတ်သေးပါဘူးဘာကြောင့်နိုးမရလှုပ်ပါဦးအပြေလေးပါလေရှာပါဦးရင်ကူကဆက်ဆရာတစ်ပိုင်းရင်မောင်းတစ်ပိုင်းဖြစ်ပါတယ်ပြက်ချက်ရှားနေတယ်ဘာမှမတွေ့ဘူးအလုံးပြည့်စုံရှိဘူး ဒါဆိုနှိုးမယ်ဟာဟာဘာဖြစ်တာလဲကားကဆက်လဲမနှိုးလူလဲမတက်ကားပေါ်ကလူများလဲလှုပ်ရှားမှုရှိပဲနဲ့ဘယ်ညာလူးသွားတယ်ဆရာဆရာကားမဖြစ်တာလဲဘာဖြစ်လို့လဲဘယ်ညာရင်းသွားသလားလို့အမှတ်တမယ်ပဲသတိမထားမိလိုက်ဘူးเจ้าเสียเดียวกา ကားရိမ်းထိုးသွားတာကိုသတိထားမိလိုက်ပြီ။ driver အနမ်းမီလိုက်ပါတယ်။ driver ကလည်းဖြေမသိတဲ့ကိစ္စကိုထင်ကျေးနဲ့မပြောချင်းလို့စကားပြတ်သွားမသိလို့ဖြေလိုက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့ကားဆန်နှိုးလို့မနှိုးခြင်းကတော့သူတို့တို့ကထူးဆန်းနေတယ်။ဒါရိုးရိုးတော့မဖြစ်နိုင်ဘူး။ခေါ်မော်ထိုင်နေစဉ်းစားနေပါတယ်။ရင်ကူးကလည်းစပိုင်းဆိုင်ရာကိုလျှက်စစ်ပိုင်းဆိုင်ရာမှာပြစ်ချက်မရှိလို့ဆိုတယ် ရိုင်ဘာရှေ့မှာဖုန်းမိတန်ထွက်လာတယ်။ကိုဘဝင်ဆက်တာဒရိုင်ဘာကဖုန်းကောက်ဂိုင်လိုက်တယ်။ကားဘာဖြစ်လို့လဲ။ဘာဖြစ်မှမသိဘူး။ကားရှိကလူတယောက်ဖြတ်လာပြီးတော့ကားအဲ့ဒီဖြတ်ဝင်တဲ့လူတိုက်မိလိုက်တယ်။စဉ်ကြည့်တော့ဘာမှမရှိဘူး။ကားပြန်ထွက်မလို့ဆက်နှိုးတာဘလို့ကနှိုးမြောင်ဖြစ်နေတယ်။တင်ထွန်းကတော့ကားနောက်ကိုအရင်မဲမဲတွေဝင်ကပ်လာတာမြင်တယ်လို့လည်းပြောနေတယ်။အခုကိုဘဝင်တို့ကားဘယ်ရောက်သွားပြီလဲ။ ခမရုကပါမလာတို့ရက်ဆောင်နေတယ်။ရှေ့တမိုင်လောက်ကွာမယ်ထင်တယ်။ခမရုကမီးရောင်ကိုရေးရေးမြင်နေရတယ်။ခမရုကမှစားစရာတောက်စရာတွေပါလို့များလား။စားစရာတောက်စရာပါတာအထူးဆန်းလားဗျ။မဟုတ်သေးဘူး။ခါတိုင်းပါတာကြောင်းမဟုတ်ပေမဲ့စားကျင်တောက်ချင်တဲ့ကောင်းနဲ့စားစရာပါတဲ့အချိန်တိုက်ဆိုင်သွားရင်တော့ဖြစ်ချင်ဖြစ်မှာပေါ့။ကောင်းမှာပြတ်ချက်မရှိဘူးဆိုရင်ကျွန်တော်ပြောတာဖြစ်ချင်ဖြစ်နိုင်တယ်။ခမရုလူတွေကိုမေးကြည့်ပါ။ဟမ်မေးကြည့်လိုက်မယ်။ အကြောင်းတွေဖုန်းပြဆက်လိုက်ကောင်းပါပြီလားရှေ့ကကဖုန်းချသွားတယ်ဖုန်းကိုနေရာကြပြန်ထားလိုက်ပြီးတော့ကဲအခုကားပေါ်မှာပါလာတဲ့ဆရာဆရာမတို့ကျောင်းသားတို့ကားပေါ်မှာဟင်းနေပါတယ်ထဲပြူလာတာများရှိလားဗျာဘာဖြစ်လို့လဲကားဆရာကားဆက်မပြတ်ပဲနဲ့ထိုးရနေလို့ဘလို့နှိုးနှိုးဆက်ကမနှိုးအဲ့ဒါကြောင့်မေးရတာဟင်တေးတေးလားအဲ့ဒါတော့တက်ပြောလို့မရအောင် ချင်းနိုင်တာအားလုံးစဉ်းစားရမှာပဲဒီလမ်းနေမှာသွားလာရင်အစားအသောက်မယူရဘူးလို့တတ်မှတ်ချက်တော့မရှိပါဘူးဒါပေမဲ့စားကျင်တောက်ရှင်းတဲ့ကောင်းတဲ့တက်တိုက်ဆက်ဆိုင်သွားကြုံတဲ့ခါမှာတော့မထင်မထားတာဖြစ်တတ်တယ်ဗျကားအဆင်ပြေပြေသွားလို့ရအောင်အတက်နိုင်ဆုံးလိုက်လျောပေးကြပါဗျာဟိုဟိုအုပ်စုယူရီးယားအကင်လှုပ်ရှားမလို့အသားစိမ့်မှုတွေပါလာတယ်မဟုတ်လားဘာအသားစိမ့်ဟုတ်လားညာအိမ်မဲ့နေရာမှာညာဘက်အသားငါးကင်ပြီးတော့စားရအောင်မဲတော့ဝတာကြက်တာ ပဇွန်အေးခံဘူးတုံးမှုနဲ့ထဲ့လာခဲ့တယ်။ယိုရီယာအကင်လို့စားကြမလို့ဂက်စမီကိုအသေးလေးနှလုံးနဲ့ပပလာတယ်။ဟင်ဒါဆိုဟင်းပါလို့မဖြစ်နိုင်ဘူး။သားစိမ့်ငါးစိမ့်ဘူးတွေပါလာလို့ဆိုတော့ကျိန်းနေသွားပြီ။အောက်ကိုတယောက်လိုလိုက်ခဲ့ပြီးတော့ဘူးတွေကိုပြပေးပါ။ဟင်ဘာလို့မလို့လဲ။ရှေခီးဆက်ချင်ရင်တော့ဘူးတွေကသားစိမ့်တွေကိုတွန်ထားခဲ့ရမယ်။ဟမ်နှမျောစရာကြီး ကျောင်းသူလေးတွေကသူတို့အစီအစဉ်ပြက်ပြီးမှတည်ပြီးတော့နှမျောတတဆောင်နဲ့ပြောလိုက်တယ်။ driver နဲ့တူဆရာမတစ်ယောက်ကားပေါ်မှာအောက်သို့ဆင်းသွားတယ်။ရင်ကူးကကားအောက်ကနေပစ္စည်းထည့်တဲ့အခန်းတကောင်ကိုတောက်ဖင်လိုက်တယ်။အဖုံးကိုအပေါ်သို့မတင်လိုက်ပြီးတော့အတွင်းကိုဓာမီထိုးပြတယ်။အတွင်းမီလုံးလည်းလဲနေတယ်။ဓာမီနဲ့လိုက်ထိုးကြည့်။ဟိုရေကဲဘူးတုံးမှုမဟုတ်လားဆရာမ။ဟုတ်တယ်အဲ့ဒီတုံးမှုပဲ။ဟိုမှာတပူကပါလေ။ ဆ ्याम မတော်ဘူးမဟုတ်ဘူးလားမဟုတ်ဘူးအแทဘာပါလဲဖွင့်ကြည့်ပါလားကျောင်းသားမိဘပစ္စည်းတွေဖြစ်မဲ့ထင်တယ်ကားအောက်ခန်းထဲဝင်ပြီးတော့ဘူးတုံးမှုကိုဆဲထုတ်လိုက်တယ်ကြံတဘူးကိုဖွင့်ကြည့်တယ်ဒီဘူးထဲမှာလဲတားဆိုင်ငါးဆိုင်တွေပဲတမျိုးစီကိုပလတ်စတစ်များနဲ့ပတ်ထားတယ်ထိုဘူးကိုပါအဖြစ်တော့ကမ်းပေးလိုက်တယ်ထိုဘူးလေးဘူးကိုကာလန်ပေးကိုယူသွားပြီးတော့တော်ချလိုက်တယ်ဟင်ကား ကားကြီးကလှုပ်သွားတယ်။ကားပေါ်ရောက်နေတဲ့ဒါနာဘဝကောင်များကကားပေါ်မှာအပြေးတော်ဆင်းကုန်သေးတာတော့မသိ။ကားကြီးရိန်ထိုးသွားတာကိုသိလိုက်တော့ကားပေါ်ကလူတွေကထောက်အောင်ကြတယ်။ဘူးလေးဘူးလုံးတုံမြစ်လိုက်ပြီးတော့ဘူးလိုများကိုကားပိုက်အောင်အခန်းထဲသို့ပြန်သွင်းပြီးတော့တကားပြန်ပိတ်လိုက်တယ်။ကဲစားကြင်တာစားရပြီ။ကားကိုမနှောင့်ယှက်နဲ့တော့။ဒရိုင်ဘာကထိုကဲ့သို့အတန်ခတ်ကြကြလှမ်းပြောပြီးတော့ကားပေါ်တက်လိုက်တယ်။ကဲဆရာ စံနှိုးကြည့်ပါဦးဟုတ်တော့ပါသေးရဲ့ကတချက်နှိုးတချက်ထဲနဲ့နှိုးသွားတော့တယ်ကောက်ဆက်ပြီးတော့မောင်းထွက်ခဲ့တယ်ယိုရီယာတားခင်လှူစားခြင်းတို့တကူးတကတားငါးများတက်ဆောင်လာခဲ့တယ်เจ้าသူလေးတွေကတွန်ပစ်ခဲ့ရတဲ့သူတို့ပစ္စည်းတွေကိုနှမျောတော့တော့တာနဲ့ရှိကြပြီမလဲတစီတရေရံကလွတ်လာတဲ့အတွက် တယောက်ကိုတယောက်အပြစ်ဖို့စကားဆိုရင်လည်းကားပေါ်မှာလှလှရှာရှာရှိနေပါတော့တယ်။ဟုတ်ကဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။နားစင်အဖေကြရရောက်ချင်းစင်တိုင်းကိုကျေးဇူးတူတင်ပါတယ်ခင်ဗျာ။ကျွန်တော်ဆိုင်ပါ